စကိုင်းမြို့နေကိုဗိုလ်ပြုပြီးအင်အား9.8ရှိအင်အားပြင်းငလင်တစ်ခုလောက်ခတ်ခဲ့တာကြောင့်မြမပြည်အနှံ့နေအဆောက်အဦတွေပြိုတာလန်ဒရာတွေပျက်စီးတာတွေပြင်လူထိခိုက်ဒေဆုံးတာတွေလည်းရှိနေတာပါ TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောင်နယ်မန္တလေးတိုင်းတွေကမြို့နယ်တွေမှာတော့ငလင်တန်းကြောင်လူနေအိမ်တွေပျက်စီးဆုံးရှုံးတာစာတင်ကြောင်းနဲ့စီယုံတွေထိခိုက်ပျက်စီးတာတွေရှိနေပေမဲ့လက်ရှိအချိန်ထိတော့လူသေဆုံးတာမရှိသေးဘူးလို့ TNL ပြောခွင့်ရလူရည်ဦးကဒီဘီကိုပြောပါတယ်အဲလောက်ခတ်ထားတဲ့ငလင်မှာဆိုရင် ဟိုဟာတာတာမစေဒီပထူရီချေရစပ်ပြီးပြီးတော့အာဘုံကြီးကျောင်းတွေထိခိုက်ပျက်စီးသွားတာမျိုးတွေရှိပါတယ်။အာဆေးယုံမှာဆိုရင်တော့မုတ်ကုတ်လိုမျိုးဆိုသေးယုံကထိခိုက်ပျက်စီးသွားတာမျိုးတွေရှိပါတယ်။ဟုတ်ကဲ့ လက်ရှိမှာတော့ပျက်စီးဆုံးရှုံးမှုတွေကိုအစီအပြုစုနေပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။အဟုတ်ကဲ့ပါလက်ရှိကတော့ဒီပထမကျတော့လူထုတွေနဲ့ဒီဂျိုတင်ကာကွယ်မှုတွေလိုင်းဝင်တွေပြင်နာဖို့ပါတယ်။တစ်ဖက်မှာဒီပျက်စီးထားတဲ့နေအိမ်တွေဆောက်ဖို့တခါတယ် ကျွန်မတို့ကနောက်ပိုင်းမှာစစ်စေးအဆောင်ရမှုတွေလုပ်ပြီးတော့မှပြန်လည်ထူထောင်ရေလုံငန်းတွေဆောင်ရွက်တော့လို့ရှိပါတယ်ဟုတ်ကဲ့စစ်ကောင်စီဘက်ကထုတ်ပြန်ထားတဲ့စင်းတွေရတော့နိုင်ငံတော်ကငလျင်ကြောင်းတည်ဆုံးသူ1644ယောက်အထိရှိနေပြီဖြစ်ပြီးတရားရသူ2028ယောက်နဲ့ပျောက်ဆုံးနေသူ139ယောက်ရှိနေပြီလို့ဆိုထားပါတယ်ကျွန်တော်ထပ်အောင်ပါ